မြန်မာနိုင်ငံကသတင်းသမားတွေဘူးမှမသိသေးဘူးအဲ့ချိန်မှာဖင်လန်လိုနိုင်ငံမျိုးမှာရှိနေတဲ့ကိုမမောင်ဆိုတဲ့ပုဂ္ဂိုလ်ကဒါကိုစပ်ဖွားတယ်တချိန်တုန်းကတော့ကိုမမောင်ကကိုယ့်ဘက်ကလူပဲဗျအသွင်ယူထားတာပေါ့အခုကျတော့လေတကယ်ပြဿနာဖြစ်မဲ့ဟာတွေပဲလိုက်ပြီးထွန်းရှာနေတာပေါ့နော်ဒီညမှာဆောက်မှဖြစ်မှာလားဒီညမှာခွင့်ပြုမှဖြစ်မှာလားတခြားနေရာမှာခွင့်ပြုရင်မရဘူးလား ီလိုရှိရင်ခွင့်ပြုထားသေးအောင်တော့ကဲဒီချိန်မှာမလုံးတဲ့ဥပါဆိုတားလို့မရဘူးလားတက်တက်ကောင်းဆောင်မင်းအောင်လိုင်းကနေပြည်တော်မှာဗလီအစ်စ်တလုံးဆောက်ခွင့်ပြုလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးကျန်းဖို့လှဆွေကလိန်ညာဖုံးကွယ်ခဲ့တဲ့ကိစ္စဟာဖင်လန်မောင်မောင်နဲ့အောင်မင်းတို့ရဲ့စ조사ပေါ်ထွက်မှုကြောင့်ပေါ်သွားခဲ့ပါတယ် ဒီနေ့မှာတော့အလိန်ပေါ်လို့အဆက်ကွဲသွားခဲ့ရတဲ့ကျန်းဖို့လှဆွေကိုလောက်ဖို့ကရင်ဘက်ကျန်းဖို့မောင်မြင့်ကကာဘာလှုပ်ပေးလိုက်ပြီးဖင်လန်မောင်မောင်ဟာဘောမတ်အသွင်ယူထားတဲ့သူ့လူကိုပတ်သားဖြစ်တယ်လို့စွတ်စွဲပြောဆိုလိုက်ပါတယ်။ခေစကားနဲ့ပြောရရင်ဖျဲသီးလို့ဆိုလိုတာဖြစ်ပြီးဖင်လန်မောင်မောင်ဟာပြည်တွင်းဘောမတ်တွေကျန်းဖို့တွေရဲ့မျက်မုံးကျိုးစရာ ရန်သူတယောက်ဖြစ်လာနေပါတယ်။ပြင်ပြီးတော့တစ်စိမ့်ပင်ယွာနီမှာဆောက်လို့မဲ့စွနေနဲ့ရှိရာ ဘာသာရေးဆော်ဦးနှစ်ခုတွေချန်စီယူခတ်တဲ့ကိစ္စချန်စီယူစကားတာတပတ်လောက်ပဲရှိသေးတယ်မြန်မာနိုင်ငံကသတင်းသမားတွေဘူးမှမသိသေးဘူးအဲ့ချိန်မှာဖင်လန်နိုင်ငံမြို့မှာရှိနေတဲ့ကုမမောင်ဆိုတဲ့ပုဂ္ဂိုလ်ကဒါဥစားဖွားတယ်ချိန်နှုန်းကတော့ကုမမောင်ကကိုယ့်ဘက်ကလူပဲဗျအသွင်ယူထားတာပေါ့အခုကျတော့လေတကယ်ပြဿနာဖြစ်မဲ့ဟာတွေပဲလိုက်ပြီးထွန်းရှာနေတာပေါ့နော်ဒီပြဿနာမှာတော့သူပြောတာစပြောတာတာမန်အဖြစ်သူသတင်းရတာမှန်ပါတယ်ဒါပေမဲ့လည်း အဲ့ဒီဟာကိုဘုံဂျုံမီမေးအောင်လည်းခွင့်ပြုပြီးတော့မှလုံယုံရွေးတွေအထက်ထက်ချပြီးတော့မှလှုပ်ပေးနေတယ်ဆိုတာဒါတော့မှားတယ်ဗျအဲ့ဒါတော့ခင်ဗျားပြောတာလုံးဝမဟုတ်ဘူးအဲ့တော့ဒီအနေနဲ့ပတ်သက်ပြီးတော့လည်းဟိုကိုအောင်မင်းကလည်းဖြစ်စဉ်တွေအရသွားပြီးတော့မှတော့ရိုက်ပြတယ်တွေ့ရတယ်ကောင်းတာရှိသလိုဆိုးတဲ့ impact တွေလည်းရှိတာပေါ့ဗျထားလိုက်တော့ဒါကျွန်တော်အထူးတီးမပြောလို့ပါအဲ့တော့အမျိုးသားရေးဖုန်းတော်ကြီးတွေကလည်းဒါနဲ့ပတ်သက်ပြီးတော့လာရောက်မှတင်ပြီးတော့မှဟိုပြောဆိုဆွေးနွေးကြတယ်တွေ့ရပါတယ် ဲ့ဆိုကျွန်တော်အနေနဲ့ကတော့ပါတယ်ဆိုရင်ဒါပြောချင်တာကနိုင်ငံတော်ကြီးကဲတရားအနေနဲ့ဘာသာပေါင်းစုံအားလုံးကိုဒီလိုနေရာတွေခွင့်ပြုပေးတာဒါဟိုဟိုခေါကံကိုစရာအကြောင်းမရှိပါဘူးဒါလုပ်ပဲကွန်းနဲ့ရှိပါတယ်တိုးတော်လဲကဘာမာတော်မှာဗျာအင်္ဂလန်လိုနိုင်ငံမျိုးတော်တော်မှာဒါမွတ်စလင်ဘာသာဝင်တွေကအများစုဖြစ်လာတဲ့ခိမ်းမှာဒုရီတောင်းဆိုမှုတွေနဲ့ပတ်သက်ပြီးတော့မှာ အဲ့ဒီအမျိုးသားရေးစိတ်ဓာတ်တွေနှိုးကြလာကြတဲ့အတွက်ကြောင့်မို့လို့ဒါတွေကိုခွင့်ပြုပေးတာနဲ့ပတ်သက်ပြီးတော့မှတခါတည်းဆန္ဒပြမှုတွေဖြစ်ပြီးတော့မှဝင်းကျုပ်တော်မှာဆင်းနေရတဲ့အနေအထားဖြစ်နေပြီလေကမ္ဘာမှာတော့မှဒီလိုမျိုးအုံနဲ့ကျင်းတဲ့ဒါ nationalist တွေကြီးထွားလာတဲ့အချိန်မှာကျွန်တော်တို့ဒီမှာလည်းဒီလိုပြောတာရတော့ဒါပြောစင်းတဲ့ကိစ္စပါပဲအဲ့ကြောင့်မို့လို့ကျွန်တော်တို့ကအခြေအနေချင်းခါပေါ့ကနဒေးတန်အက်ကန်တာလေးလူတွေဗျာအဲ့တော့ဒီနေရာကဒီနေရာမဆောက်မှဖြစ်မှာလားဒီနေရာမှာခွင့်ပြုမှဖြစ်မှာလား တခြားနေရာမှာခွင့်ပြုရင်မရဘူးလားပြီးလို့ရှိရင်ခွင့်ပြုထားသေးအောင်တော့ကဲဒီချိန်မှာမလုပ်တဲ့ဥပါဆိုတားလို့မရဘူးလားတိုင်းမင်းလို့တယ်လေတိုင်းမင်းလို့တယ်ကျွန်တော်တို့ကအထီးကတော့ပါလဲဆိုရင်တော့ထိရှောက်ရတဲ့ပြဿနာဖြစ်နေတယ်ရွေးကောက်ပွဲဆိုရရရှိနေတယ်ရွေးကောက်ပွဲမတိုင်ခင်မှာမတိညင်းမြိတ်ဥတီဖြစ်ဖို့အတွက်ကျွန်တော်လုံးဝဖြစ်တင်ဘူးဒါမှမဟုတ်ဒါလေးကိုလည်းအစိုးရမင်းများအနေနဲ့ပြန်လဲပြီးတော့မှမိမိတို့ရဲ့ဒါတို့ဆောင်ကြရင်ပတ်သက်ပြီးတော့တုံ့တက်ပြီးပြီပဲကျွန်တော်မြင့်တရရခံပါတယ် review လုပ်ပြပါပေါ့ဗျာเนาะ တို့မျိုးနဲ့ဆိုင်ငံ့ထားပြီးပါပေါ့အဲ့ငါပတ်သက်ပြီးတော့မှရေးချေယူပျော်ကိုပြီးတော့မှကျွန်တော်တို့ကတော့လေးနဲ့ထားပြီးတော့မှတင်ပြပါရခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်